ခုတ်တကနိဂေထဲမှာပါတဲ့သုလတ်နိဒေသတို့မဟာနိဒေသတို့ဆိုတဲ့ပါဠိတော်တွေကိုဖွင့်ဆိုတဲ့ပါဠိတော်ကိုပါဠိတော်ကဖွင့်ဆိုတဲ့ကျမ်းမျိုးမှာသုလတ်နိဒေသမဟာနိဒေသကျမ်းမှာတော့ပါတယ်အဲ့ဒီအချက်ကဒါဖြည့်ဆက်ပြီးတော့မှတ်သားရမယ့်အချက်တစ်ခုပဲเนาะအေးတရားအထုတ်နေတာကြာပြီတမာရီလေးတောင်မရဘူးဝိပဿနာဉာဏ်လည်းမတက်ရဘူးဉာဏ်စဉ်လည်းမနာရဘူးဆိုပြီးတော့စိတ်ထဲမှာဖြစ်နေရင်ဒါကုတ်ကုတ်ဆာဖြစ်တယ်လို့ပဲပြောရမယ် လောရဲ့တန်နဲ့မအောင်မြင်တာအဲ့ဒီလိုဖြစ်နေတာမျိုးကိုဟောဒီပတ္တတိကဖယ်ရှားပြစ်နိုင်ပါတယ်တဲ့ဒီပတ္တတိတရားဖြစ်လာပြီဆိုရင်အဲ့ဒီစိတ်မငြိမ်သက်တာတို့မငြိမ်ချမ်းတာတို့လုံးဝမဖြစ်တော့ဘူးဖြစ်နေသေးရင်ဒါမှဖြစ်သေးလို့ပဲဒီလိုမှတ်ရနော်ဒါကိုဘုဇင်ခုနှစ်ပါးထဲမှာပတ္တတိတန်ဖို့စဉ်ပတ္တတိဆိုတာစိတ်ငြိမ်းချမ်းတာဟာအတိညာတိုးတက်ခြင်းရဲ့အကြောင်းပဲကိုရောစိတ်ရောငြိမ်းချမ်းတယ် ကဲနောက်တစ်ခုအဓိပ္ပာယ်တစ်ခုပြောမယ်ဆိုလို့ရှိရင်ပတ္တတိဆိုတဲ့ငြိမ်းချမ်းမှုလေးဟာတခါတရံရုပ်ခန္ဓာကိုယ်ကြီးကစတာတာရှိတယ်တခါတရံစိတ်ကစတာရှိတယ်လို့ဒီလိုပြောလို့ရတယ်ကြည့်လေရုပ်ကစတယ်ဆိုတာတခါတရံကြတော့နေရာထိုင်ခင်းမှာကောင်းကောင်းလေးတယောက်ထဲမှာတိတ်ဆိတ်ငြိမ်သက်နေတဲ့သစ်ပင်လေးအောင် ကုပြစ်ကလေးနဲ့တယောက်တည်းထိုင်နေတဲ့အခါလေလေးကတဟူးဟူးတိုက်ကောင်းလိုက်တာစိတ်ထဲမှာဒီခန္ဓာကိုယ်အနေနဲ့ကဟုတ်လားငြိမ်းချမ်းလိုက်တာဖြစ်လာခန္ဓာကိုယ်အနေထားငြိမ်းချမ်းတော့ဘာဖြစ်တယ်စိတ်ကလေးကပါငြိမ်းချမ်းလာစိတ်ကလေးကပါငြိမ်းချမ်းလာအဲ့ဒါကြတော့ကာယပတ္တိလို့ပြောလို့ရတယ်ပေါ့ဒါတဏီပြောတာเนาะနောက်တဏီပြောရင်တော့ကိုယ်အနေထားကတော့ငြိမ်းချမ်းမှုမရှိဘူးတဲ့ ။ဘာဖြစ်လို့လို့ဆိုရင်ကြီးလိုက်မယ်ဆိုလို့ရှိရင်တော့နေရာထိုင်ခင်းရနဲ့ကောင်းတာမဟုတ်ဘူး။ဆိုပါစို့မြတ်စွာဘုရားဗောဓိပင်အောက်မှာမြက်ကလေးခင်းထိုင်တာဟာဆိုဖာကြီးနဲ့ကြောင်းနဲ့ထိုင်ရသလားကောင်းပါမလား။ဘယ်ကောင်းမလဲနော်။ညောင်မင်းအောက်မှာမြက်ကလေးခင်းထိုင်တာဘယ်ကောင်းမလဲနော်သို့တော်လည်းမြတ်စွာဘုရားဟာဒီစိတ်ထက်ကငြင်းချမ်းနေတဲ့အတွက်ကြောင့် ခန္ဓာကိုယ်လည်းငြိမ်းချမ်းသွားတာပဲစိတ်ငြိမ်းချမ်းလို့ရှိရင်ခန္ဓာကိုယ်ကငြိမ်းချမ်းတယ်စိတ်ပျော်လို့ရှိရင်ဘယ်နည်းပါးရာပဲဖြစ်ဖြစ်ပျော်စရာကြီးလို့ဖြစ်နေတယ်ဟုတ်ကဲ့လားလူတွေကကိုယ်စိတ်ပျော်တဲ့နေရာဆိုတာဘယ်လိုနေရာပဲဖြစ်ဖြစ်ပျော်သွားတာပဲအဲ့ဒါကိုစိတ်တပ္ပတ္တိလို့ပြောလို့လည်းရနိုင်တာပေါ့ကာယပ္ပတ္တိဆိုတာ ခန္ဓာကိုယ်ရဲ့ငြိမ်းချမ်းမှုကိုအကြောင်းပြုပြီးဖြစ်လာရင်ကာယပတ္တိစိတ်ငြိမ်းချမ်းမှုကိုအကြောင်းပြုဖြစ်လာလို့ရှင်စိတ်တပတ္တိလို့ရူပကာယတာပိပတ္တိဝတိနာလို့ဆိုတီကာကျော်ချမ်းမှာအဲ့ဒါလို့၄ရေးထားတာရှိတယ်။ဒါလည်းသဘာဝကျတဲ့ဟာတစ်ခုပဲပေါ့နော်။ကာယကိုစေတသိက်အပေါင်းလို့ချမ်းသာများမှာသို့တော်လေးပဲ ရူပကယတပိဆိုတဲ့စကားလေးနဲ့ဒီကရောကျမ်းမှာပြောထားတာလေးရလက်တွေ့နဲ့လည်းပဲ깟ဆရာအကြောင်းရှိပါတယ်။ဉာဏ်ဉာဏ်မှုဆိုတာရုပ်ခန္ဓာကစလာတာရှိတယ်စိတ်ကစလာရှိတယ်။အေးဒီပတ္တတိဆိုတဲ့သဘာဝတရားသည်အတိညာတိုးတက်ဖို့ရာအတွက်အတိညာဖြစ်ပေါ်ဖို့ရာအကြောင်းတစ်မျိုးဖြစ်တယ်လို့ဒီလိုမှတ်ရအောင်။ဩရိစ္ဆ ကုတ်ကုဆာဆိုတဲ့စိတ်ကိုညင်နွမ်းစေတဲ့စိတ်အငြိကြေးတွေကိုဖယ်ရှားပြစ်နိုင်ပါတယ်။ကာယပတ္တိစိတ်တပတ္တိကာယလဟုတာစိတ်တလဟုတာစေရသိက်တွေရဲ့ပေါ်ပါမှုကာယလဟုတာစိတ်ရဲ့ပေါ်ပါမှုစိတ်တလဟုတာဒီနှစ်ခုကခွဲပြောပေမဲ့လို့ခွဲလို့ရတာမဟုတ်ဘူး လူတွေကခွဲပြောလို့မရပါဘဲလို့ခွဲပြောကြတယ်ဒီလိုပဲထုံးစံပဲဆိုပါစို့လူတယောက်ရဲ့စွန့်ရည်တတ္တိလို့ဆိုတဲ့အခါကျစွန့်ရည်တတ္တိနဲ့လူနဲ့ခွဲလို့ရပါမလားမရဘူးဒါပေမဲ့ခွဲပြောတာဒါရင်မကဘူးလေခွဲပြောတဲ့နေရာတွေအများကြီးဟုတ်လားလူကတော့နေကောင်းပါတယ်ဒူးမကောင်းဘူးဆိုမျိုးပြောတာမျိုးပါ လူလို့ပြောတဲ့ထဲဒုပပီးသားပဲလေတခါတည်းဟန်လူတွေခွဲပြောလို့ရှိတယ်အဲ့ဒါမျိုးလိုပဲကာယပတ္တိစိတ်တပတ္တိစိတ်နဲ့စေတသိက်ခွဲပြောလိုက်တာပေါ့ဒါတော့ပြောကြတာပဲလေဒီလိုပဲအဲ့တော့ဒီနှစ်ခုဟာတကယ်လက်တွေ့မှာတော့ပေါင်းဆက်နေတယ်လို့ပဲမှတ်ထားတူတူလှုပ်ဆောင်နေကြတယ်ခွဲမရတဲ့အတွဲလို့ပြောရမှာနော်ခွဲမရတဲ့အတွဲဆိုတာဘာကိုပြောတာလဲဆိုရင်စွဲတော်ရွက် နှစ်ခုပေါင်းမှတရွက်ပဲမော်လားမှန်ပါပါအဲအဲ့ဒါမျိုးပဲကာယပတ္တိစိတ်တပတ္တိတွဲနေတာအမြဲတမ်းနောက်တစ်ခုကာယလဟုတာစိတ်တလဟုတာကိုယ်ရဲ့ပေါ်ပါမှုစိတ်ရဲ့ပေါ်ပါမှုတနည်းအားဖြင့်စေရသိတ္တရဲ့ပေါ်ပါမှုနဲ့စိတ်ရဲ့ပေါ်ပါမှုဒါပေါ်ပါမှုဖြစ်လာတယ်ဆိုရင်လေးလံမှုရှိလို့ပေါ့အဲ့ဒီလေးလံမှုဟာဘာတွေတုံးဆိုလို့ရှိရင်ဌိနမိတ်္တာတို့ ဒါတွေဖြစ်လာလို့ရှိရင်စိတ်ဟာလေးလံလာစိတ်ဆုံးနစ်လာပြီဆိုလို့ရှိရင်တရားအထုတ်တဲ့အခါတို့စိတ်မပါကုသိုလ်ကောင်းမှုလုပ်ဖို့ရစိတ်မပါဖြစ်လာလေးလံလာတယ်အဲ့ဒီလေးလံလာတယ်ဆိုတဲ့သဘာဝတရားတွေဒီကိလေသာစိတ်အညစ်အကြေးတွေကိုဟောဒီကာယလဟုတာစိတ်တလဟုတာဆိုတဲ့ဒီသဘာဝတရားစွမ်းအားချက်လာပြီဆိုရင်ဖယ်ရှားပြစ်နိုင်တယ် အညစ်အကြေးကိုဖယ်ရှားတဲ့နေရာမှာဟုတ်လားစပြာတွေကျင်ညာတဲ့ခါမှာအဲ့လိုကျင်ညာတယ်မဟုတ်လားစပြာမှုန့်နေကျင်ညာတဲ့ခါမှာနော်စပြာမှုန့်ကျင်ညာတယ်လို့ပဲဟောဒီတဘာဝတရားတွေမှာလည်းပဲစိတ်အညစ်အကြေးတွေကိုဆဲကြောနိုင်တဲ့စွမ်းရည်တတ္တိတွေရှိတယ်ဒါကပိုက်ဆံနဲ့ဝယ်ရတာမဟုတ်ဘူးစပြာမှုန့်ကပိုက်ဆံပေးမှရတယ်နော်ဒီတဘာဝတရားကကိုယ်တဏ္ဏမှာဖြည့်အောင် လုပ်လို့ရတယ်ပေါ့ ်ဘာနဲ့ဖြစ်အောင်လုပ်ရမှာလို့ဆိုရင်ခေါဏကအယုန်တစ်ခုပေါ်မှာစိတ်ဆိုင်ပြီးတော့ဒီတဘာဝတရားတွေဖြစ်လာအောင်ဥဒိစ္စတို့ကိုကုစ္စတို့ဖြစ်လာရင်မဖြစ်အောင်ဖယ်ရှားပြီးတော့စိတ်ဆွမ်းအားတွေဒီဘက်ကတိုးမြင့်လာအောင်လုပ်ပေးတာကျင့်စဉ်ကတော့သမထကျင့်စဉ်နဲ့ဝိပဿနာကျင့်စဉ်ပဲဒါပဲเนาะ